အာဂျင်တီးနားနဲ့တူလေးချီရေးဆင်းနေတဲ့မာဒီနက်စ်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်။နိုင်ငံပတ်ရဲ့ကာလတွေဟာတန်ရကစားမားတွေအတွက်အားရင်ပြန်လဲဖြည့်တင်းပြီးတော့အကြံခိုင်မှုပြန်လဲပြေဝအောင်ကုစားဖို့အချိန်ကောင်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်မှာတော့တန်ရပြဿနာကနေပါပြီးတော့ကာလရှည်လွဲချုံနေတဲ့လီဆန်ဒိုမာဒီနက်စ်ကိုဘီမိုင်နူးနဲ့ဘန်နီမန်ရှက်ကိုတို့လောက်ပဲတန်ရရရှိနေကြတာဖြစ်ပါတယ်။ရှက်ကိုကတော့ဒုတိယအကြောင်းစလိုဗန်နီးယားအသင်းကနေနှုတ်ထွက်လိုက်ရပြီမြေပိတ်ရပြီးမှပြန်ကစားနိုင်မှုမျှော်လင့်နေပါတယ်။ ဒီထက်ပိုပြီးတော့ဝမ်းတာဖို့ကောင်းတာကတော့ Marines ဖြစ်ပါတယ်။ Marines ကဖေဖော်ဝါရီလကလေးကဘောလုံးမကစားထားပေမဲ့အာဂျင်တီးနားအသင်းနဲ့လေ့ကျင့်ရေးအတွက်သွားရောက်ပူးပေါင်းခဲ့ပြီးတော့ပရိသတ်တွေကိုအားအသင်းစေခဲ့ပါတယ်။ဒါကို Manchester United ကတော့ Marines ပြန်လာနိုင်ရေးအတွက်အရေးကြီးတဲ့အဆင့်တစ်ခုဖြစ်သတ်မှတ်ထားကြောင်းလည်းသိရပါတယ်။ Marines ရဲ့အာဂျင်တီးနားအသင်းလေ့ကျင့်ရေးမှာပါဝင်မှုဟာကာလာရှီပြန်လည်ကုစားခြင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းသတင်းတွေကဖော်ပြလာကြပါတယ်။ Marines ဟာအကြီးစားဒုထံရာကိုခွဲစိတ်ကူတာထားရတာဖြစ်ပြီးတော့လေ့ကျင့်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကိုကိုးလာနေပါဖြတ်တန်းခဲ့ရပါတယ်။ အာဂျင်တီးနားရဲ့အန်ဂိုလာကိုချစ်ကြည်ပြိုင်ပွဲရှင်မြန်ကစားမဲ့အသင်းမှာမာရီနက်စ်ကလည်းပူပေါင်းလေ့ကျင့်မှုမန်ချက်စတာယူနိုက်တက်ဘက်ကခွင့်ပြုပေးလိုက်တယ်လို့လည်းသိရပါတယ်။ဒီအတွက်မာရီနက်စ်နဲ့တူယူနိုက်တက်ဘက်ကဝန်ထမ်းတချို့လည်းလိုက်ပါခဲ့ပြီးတော့မာရီနက်စ်ကိုအရင်လိုဆွမ်းဆောင်ယူပြန်လည်ရရှိနိုင်ဖို့ကူညီပေးကြမယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။ဒါပေမဲ့မာရီနက်စ်ကလေ့ကျင့်ရမှာပဲပါဝင်မှာဖြစ်ပြီးတော့ပွဲထွက်ကစားဖို့ကတော့လိုအောင်မယ်လို့သိရပါတယ်။မာရီနက်စ်ရဲ့တန်ရာကိုပြန်လည်ကူစားရမှာကယူဒီဆိုက်အသေးစိတ်လောက်ကင်နေရပြီးတော့ ဒါကလည်းအရေးကြီးတဲ့အဆင့်တစ်ခုဖြစ်ဆရာဝန်တွေကသတ်မှတ်ထားကြပါတယ်။ဒီဆင့်မှာမာရီနက်စ်ကိုလက်ကျင်မှာပြေဝပူပေါင်းပါဝင်စေပြီးတော့မန်ကန်နဲ့ပဝင်းကျင်ကောင်းမှာရုပ်ပိုင်းဆိုင်ရာနောက်ကျင်ထိခိုက်မှုမရှိစေဘဲနဲ့လက်ကျင်စီမဲ့အစီအစဉ်ဖြစ်တယ်လို့လည်းသိရပါတယ်။နောက်တစ်ပတ်ကအာဂျင်တီးနားအသင်းနဲ့အတူပူပေါင်းလှုပ်ဆောင်ခြင်းဟာမာရီနက်စ်အတွက်ယင်းနေ့ရဲ့ပဝင်းကျင်ကောင်းမှာခရီးဝေးလဲသွားစရာမလိုဘဲနဲ့လက်ကျင်နိုင်မှာဖြစ်တဲ့အတွက်ကာရင်တန်မှာတယောက်တည်းတီချားလက်ကျင်ကန်ဆင်းနေရတာအထက်ပိုပြီးတော့အကျိုးရှိမယ်လို့လည်းယုံကြည်ထားပါတယ်။အာဂျင်တီးနားအတွက်ကတော့နိုင်ငံတကာပြိုင်ပွဲတွေအတွက်ပြင်ဆင်ထားရင် တို့ရဲ့တာသက်သမားကိုလေ့ကျင့်မှအတူပြန်လဲမြင်တွေ့ရတာကအသင်းကိုတအားတက်စေမှာအသေးချပါ။ရတဲ့ဘက်ကတော့ဒီတိုင်းဆက်ပြီးတော့တိုးတက်လာမယ်ဆိုရင် Marines ကဒီဇင်ဘာလောက်မှာပဲအသင်းအတွက်ပြန်ကစားပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ Marines ဟာ2024နဲ့2025နှစ်နှစ်တာကာလကိုတရားပဒရာရေးနဲ့လုံချလေလိုက်ဖြတ်တန်းခဲ့ရပြီးတော့စေယုံမှာပဲအခြေတော်များများဖြတ်တန်းခဲ့ရပါတယ်။ဒီတော့အခုလိုနိုင်ငံအသင်းနဲ့တူပြန်လဲလေ့ကျင့်နိုင်တာက Marines တွေကတော့တရားကင်းစင်ခြင်းရဲ့ကနေဦးခြေလံပဲလို့ယူဆလို့ရနေပါတယ်။ ။အိုးချက်ပုတ်မှာမာရီနက်စ်ရဲ့ကစားမပွားကအကောင်းအဆိုးရောရှက်နေပါရယ်။မာရီနက်စ်ဟာအတင်းအတွက်ခြေစွမ်းပြပေးနေတဲ့အဓိကကစားမတစ်ယောက်ဖြစ်ပေမဲ့ကံကောင်းစွာနဲ့ပဲတရားသားကောင်တစ်ယောက်ဖြစ်လာခဲ့ရပါရယ်။အသက်29နှစ်အရွယ်ကစားမမာရီနက်စ်က2020မှာ IS ကနေ United ကိုစတင်ရောက်ရှိလာခဲ့ပြီးတော့ပရီးမီးယားလိရဲ့နီးစနစ်ကျွဲဝါဆုံးပါမစ်ရှင်ခံစင်မှုတွေကတယောက်ဖြစ်သူ့ကိုယ်သူတက်တည်ပြနိုင်ခဲ့ပါရယ်။ ဒါမဲ့လေမာရီနက်စ်ကဒံယာရီထက်ကတလဲလဲရနေနဲ့ဒံယာနုံမှာနှစ်နေခဲ့ရပါတယ်2023 AB မှာခြေချောင်းကျိုးခဲ့တဲ့မာရီနက်စ်က2024အထိနောက်ဆက်တွဲပြဿနာတွေကိုခံစားနေရအောင်ဖြစ်ခဲ့ပါတယ်ဒီနေ့စောပိုင်းမှာတော့မာရီနက်စ်ကဒူးရုပ်စုပ်ပြဲဒံယာရရှိခဲ့ပြီးတော့ခွဲစိတ်ကူတာမှုခံယူခဲ့ရပါတယ်ဒီတော့မာရီနက်စ်ကဒံယာတော့မှာလဲနေခဲ့တာ18လလောက်တော့ရှိနေပြီလို့ဆိုနိုင်ပါတယ်မာရီနက်စ်နောက်ဆုံးရရှိခဲ့တဲ့ဒံယာက2025ဖေဖော်ဝါရီ Crystal Palace နဲ့ပွဲစဉ်မှာဖြစ်ပြီးတော့ရှစ်လတိတိနားယူခဲ့ရတာကြောင့် Emirates နဲ့တက်မှာပါဝင်နိုင်ခဲ့ခြင်းမရှိသေးဘဲနဲ့ ြန်လည်ထူထောင်ရေးကိုပဲအာရုံစိုက်နေခဲ့ရပါတယ်။အခုအာဂျင်တီးနားနဲ့တူလေ့ကျင့်လိုက်ခြင်းက Marines တွေရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေမကဘဲနဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်ချက်ပြန်လည်ရရှိဖို့ပါအထောက်အကူပေးနိုင်မှာတည်ကြနေပါတယ်။အစုံနှိမ့်လိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။